ရှင်ဘုရားတဲ့ပါဠိဆိုတဲ့ဂျဟန်တော်တပါးမကြခင်ကပြန်လွန်သွားပါလေအဲ့ဒီတာလဆိုတဲ့ဂျဟန်တော်ဟာခုချိန်မှာဘယ်ဘဝခရီးရောက်နေပါသလဲဘယ်ကိုရောက်သွားပါသလဲသူ့ရဲ့တေတိအချမ်းမဲ့နောက်ဘဝကဘာပါလဲလို့မေးတယ်နောက်ပြီးဆုံးသွားတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့သိချင်တာခဏခင်မှလည်းပဲထုတ်တူပဲ တိတ်သွားပြီဆိုလို့ရှိရင်ဘယ်ရောက်သွားလဲလို့လူတွေကသိချင်ကြ။မြတ်စွာဘုရားသခင်ကိုရောမြတ်ကဖြေတယ်။အနန္တတဲ့။ပါလဆိုတဲ့ယဟန်ဟာအာတော်ကင်းกว่าယဟန်ဖြစ်သွားတာဖြစ်သောကြောင့်ငြိမ့်သွားပြီဘဝဆိုတာသူ့မှာမရှိတော့။ဒီငြိမ့်သွားပြီဆိုတဲ့စကလုံးနဲ့ဖြေတာကိုတော်တော်များများအဲ့ဒီခေတ်ကနားလည်မှု မရှိကြ။ဘယ်လိုနားလည်ရမှလဲလို့ ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့တက်လာတာတွေရှိဘူးတဲ့ပေါ့။ရသဗျာကအရှင်းပြတယ်။ငြိမ့်သွားတယ်ဆိုတာဥပမာပဲအကိဝိသဆိုတဲ့ provider ရောက်ကို ရှင်းပြတဲ့စကားလေးပါ။ကိုရှိမှမိတောက်ကလေးတောင်းနေတယ်ဆိုရင်ငါရှိမှမိတောက်ကလေးရှိတယ်ဆိုတာမသိဘူးလားသိတယ်။အဲ့ဒီမိတောက်လေးငြိမ့်သွားရင်ရောဒီမိတောက်ကလေးငြိမ့်သွားပြီဆိုတာမသိဘူးလားလို့ဆိုတော့သိပါတယ်။ ဒါဖြင့်အဲ့ဒီငိမ့်သွားတဲ့မိတော့ကလေးဟာဘယ်ရောက်သွားတယ်လို့ပြောမလဲဆိုတော့ငိမ့်သွားတယ်ပဲပြောရမှာပဲအရှိရောက်သွားတာလားအနောက်ထဲရောက်သွားတာလားတောင်ထဲရောက်သွားတာလားမြောက်ဖက်ရောက်သွားတာလားအပေါ်ရောက်သွားတာလားအောက်ရောက်သွားတာလားလို့ဖြေစရာမရှိဘူးမိတော့ကလေးငိမ့်တာကိုငိမ့်တယ်လို့သိလိုက်တာပဲအဲ့ဒါလိုပဲခန္ဓာ၅ပါးဖြစ်နေတဲ့ပုဂ္ဂိုလ်မှာကိလေသာတွေအတ္တဝါတွေတဏှာတွေကင်းပြတ်သွားတဲ့အခါမှာ ဘဝပေါ်မှာတွေ့တာမှုလုံးဝမရှိတော့သည့်အတွက်ကြောင့်ခန္ဓာငါးပါးဆိုတာဘဝတဏ္ဍာကင်းနေတဲ့ပုဂ္ဂိုလ်အဖို့နောက်ထပ်ဆက်ပြီးတော့ဖြစ်လာတာမရှိ မရှိတော့သည့်အတွက်ကြောင့်သူ့အဖို့အကြောင်းပြတ်လို့အကျိုးတရားတွေရပ်သွားတော့ခန္ဓာတွေငြိမ့်သွားပြီလို့ပဲဒီလိုပြောရမှာပဲပြောတဲ့အခါမှာယမယံခာနိဗ္ဗာန်ပြိနိဗ္ဗာန်ဆံသွားတယ်သို့မဟုတ်နိဗ္ဗာန်ဝင်သွားတယ်ဆိုတဲ့အခါမှာ လူတွေရဲ့စိတ်ထဲမှာအများစိတ်ထဲမှာဘလို့ထင်တော့ဆိုနိဗ္ဗာန်ဟာဘုံကြီးတစ်ခုလို့ယူဆနေကြထင်မြင်လာစရာအကြောင်းရှိနိဗ္ဗာန်ဝင်သွားတယ်ဆိုတော့နိဗ္ဗာန်ဟာတရားထဏာကြီးတစ်ခုလို့လို့ထင်ရအဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကငြိမ့်သွားတယ်ဆိုတာဖြစ်နေတဲ့ခန္ဓာတစ်ခုဟာအကြောင်းကုန်လို့ရက်သွားပြီးဒီခန္ဓာမျိုးဆက်ပြီးတော့မဖြစ်တတ်တဲ့မိတော့ကလေးငြိမ့်သွားတယ်လို့ငြိမ့်သွားတဲ့သဘောကိုယဉ်ညွန့်ပြီးတော့ပြိဋိဘုတ်တော်ငြိမ့်သွားတယ်လို့ဒီလိုဖြစ်တာ